ဲ့မင်္ဂလာပါသူလုံထဲရောက်နေပြီပေါ့နော်အာကိုရီးယားမှာပေါ့နော်တယောက်ထဲအခုစုလိုပုံစံမျိုးပေါ့တထေးမလာဘူးတယောက်ထဲအဲ့လိုဆိုင်ခွင့်ပြီးတော့ရောင်းရတဲ့သူတွေရှိတယ်ဆိုရင်အာနည်းနည်းသတိထားစရာလေးစုပြောပြမှုပေါ့နော်အာခုအရင်ရက်ကစုဟာဒီလိုမျိုးပဲတယောက်ထဲကြုံပြီးတော့ရောင်းနေတာအဲ့ချိန်မှာဆိုင်ထဲမှာကထိုင်စားနေတာနှစ်ဝိုင်းရှိရပေါ့နော်နှစ်ဝိုင်းရှိရဲ့ အဆူကကြက်ကြော်နေတာအဲ့လာစားတဲ့ဧည့်သည်တွေကလည်းဆူနဲ့ကအရန်ခင်နေတဲ့အန်တီတယောက်ပေါ့နော်အဲ့တော့ဆူကဒီမှာဒီလိုပဲကြက်ကြော်နေတာကြော်နေတဲ့ချိန်မှာဝင်ချလာတာပေါ့နော်အဲ့ဒီကစတမာကဝင်လာတာဝင်လာတော့သူ့ပုံစံကြည့်ရတာလည်းလုံးဝစမတ်ကြက်ကြာနေအာကြည့်လိုက်ရင်လုံးဝစိုက်ကိုလို့မထင်ရတဲ့ပုံစံမျိုးပေါ့နော်တတနာနာနဲ့လှလဲလှတယ်ဆိုဝင်လာတာဝင်လာပြီးတော့အဆူကိုဒီဆိုင်မှာဘာတွေရလဲဘာရတာရှိလဲဘာစားကောင်းလဲ အပေါ်မေးတာမေးတဲ့ခါကျတော့သူကလည်းသူရှင်းပြရတာပေါ့နော်ရှင်းပြတဲ့ခါကျတော့အဲ့ဒါဆိုရင်လည်းငါ့ကိုတဲ့အဲ့ဒီဟာပေးတဲ့ဆိုတော့သူက15မိနစ်လောက်တော့ကြာမယ်လို့ဆိုတော့သူကရတယ်တဲ့ငါစောက်မယ်တဲ့အတအောင်နေကြတော့ခေါ်ပြန်ရောခေါ်ပြီးတော့မတရားရောစားကောင်းလားပေါ့စားကောင်းနေဆိုရင်ငါ့ကိုတပွဲပေးပေါ့သူကဆိုင်မှာရှိတဲ့ menu ကိုကြည့်ပြီးတော့အကုန်မာတာအကုန်မာတဲ့ခါကျတော့သူကနည်းနည်းတော့စိတ်ထဲမှာထင်သွားပေါ့နော်အာမာတာတော့ဟုတ်တယ်အမှားပြီးတော့မှမယူတော့ဘူး cancel တွေပါတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင် ဆိုးကတော့ဘာမှမဖြစ်ပေမဲ့တထဲကိုတော့ဆိုးကလည်းနည်းနည်းပါတော့ပြောရတာပေါ့နော်အဲ့လိုကြတော့ဟိုတထဲအနေနဲ့ကြတော့ကိုယ်ကပဲသုံးမကြလို့လားလို့ထင်မှလည်းကြောက်တယ် CCTV တော့ရှိပေမဲ့လေလက်တွေ့ရင်ဆိုင်ရတာကိုဖြစ်နေတဲ့ခါကြတော့ ရှိတာတွေအကုန်လုံးကိုသူကမှားတာမှားပြီးတော့မှားပြီးတော့အဲ့ဆိုဂျူတစ်လုံးပေးပေါ့နော်ဆိုပြီးတော့သူကဆိုဂျူကတော့ဒီမှာတောက်သွားမှာတဲ့ချန်တဲ့ဟာတွေကတော့ပါဆယ်ပေါ့နော်အဲ့လိုပြောပြီးဆိုဂျူတစ်လုံးဆိုကချပေးလိုက်တာချပေးလိုက်တဲ့ခါကျတော့သူကဆိုဂျူတောက်ပြီးတော့အဲ့ဘေးမှာစားနေတဲ့အန်တီတို့ဝိုင်းအောင်သွားပြီးတော့တချင်းတွေဟောဆိုပြီးတော့ရန်တွေသွားလောက်တာရန်တွေသွားလောက်တဲ့ခါကျတော့ဟိုအန်တီတွေကလည်းပထမတော့ပြန်ပြောတာပေါ့နော်သူလည်းအခြေအနေဖြစ်တာဖြစ်တော့သူကလည်းကြောက်နေတာပေါ့နော်တော့တထေးကိုပဲဖုံးဆက်လိုက်ရမလားဒါမှမဟုတ်ရေကိုပဲခေါ်ရမလားပေါ့နော် အဲ့ဒါဟိုရဲကိုခေါ်ရင်တော့ပုံပြန်တယ်ဘာလို့လဲဆိုတော့စူးဆိုင်နေဆို9မိနစ်လောက်ဆိုလို့ရှိရင်ရဲစခန်းမယ်တထေးကိုခေါ်ရင်ကကျတော့တထေးကအိမ်ကနေထွက်လာမှာဆိုတော့လေအနည်းဆုံးမိနစ်40လောက်ကတော့ကြာမှာစူးကလည်းစဉ်းစားနေပါတော့တထေးကိုတော့ဖုန်းဆက်လိုက်မယ်ဖုန်းဆက်ပြီးရဲကိုခေါ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးတွေးနေတာသူကရန်နေလောက်တော့ရန်နေလောက်ပြီးတော့စူးကိုလည်းမိဖို့ဒီလိုမိဖို့ကြောင့်လည်းဝင်လာပြီးတော့မိဖို့ကြောင့်လည်းဝင်လာပြီးတော့သူပျော်နေတာပေါ့နော်အမရသေးဘူးလားနင်းချက်ကျော်က ပေါ့နော်စားလို့ရောကောင်းမှလားစားလို့မကောင်းရင်ငါစိတ်တူမှာသူကအဲ့လိုတွေလာပြောပြီးတော့ပြီးလည်းပြီးတော့အိမ်သာသွားခြင်းလို့ရဲဆိုတော့သူကစူးလို့ဆိုင်နေအိမ်သာနဲ့ဝေးတယ်ဒီဝေးရခါကျတော့သူကသူ့လမ်းညွှန်ပေးတာပေါ့နော်ပြောလည်းပြောသူကငါမသွားတက်ဘူးတဲ့နင်လိုက်ဖို့တဲ့ငါလိုက်ဖို့လို့မရဘူးလို့ဆိုင်မှာဧည့်သည်တွေနဲ့လို့ပြီးရင်ငါချက်ကြော်အောင်မှာငါတထေးလည်းမဟုတ်ဘူးလို့အချိန်ပိုင်းလုံးနေတာလို့သူ့ကိုပြောတဲ့ခါကျတော့မရဘူးတဲ့နင်လိုက်ဖို့ရမယ် customer right ဆိုတော့နင်မသိဘူးလားပေါ့ အဲ့ဒါနဲ့ခုစားနေတဲ့အန်တီတွေအီမိုတွေအန်တီတွေရပေါ့နော်အန်တီတွေကဆုနဲ့တိနေတဲ့ခါကျဆုကိုမျက်စိတွေမှိတ်ပြတာအဲ့ဒါနဲ့ဆုကလည်းလန်းလာလို့ကငါလိုက်ဖို့မဲလို့ဆိုတော့သူအိမ်သာလိုက်ဖို့လိုက်တော့ဒီမှာလက်တော့ဝက်လဲကြလဲကြရရတယ်တဲ့ငါဘာသာငါသွားတော့မေးတဲ့နင်ပြန်တော့တယ်ဆိုတော့အဆူကလည်းပြန်လာပေါ့နိုင်ဝက်တော့ပြောက်သွားတာပြန်မလာတော့အဲ့ဒါနဲ့ဆုကဒီမှာချက်တွေကကြော်ထားပြီးနေပြီသူကမရောက်မလာရောက်မလာတဲ့ခါကျတော့ဟာဒုက္ခပဲပေါ့နော်ပြန်သွားလာမသိဘူးပေါ့ဆိုပြီးတော့အဲ့ဒါတော်တော်လေးလဲကြလဲကြတော့ ခလေးတွေတအုံနဲ့ယောက်ချလာခလေးတွေအကြောင်းသားလေးတွေဒီနားမှာအကြောင်းရှိတဲ့ခါကျတော့အကြောင်းသားလေးတွေယောက်ချလာယောက်ချလာပြီးတော့အဲအကြောင်းသားလေးတွေကိုထိုင်နေပေါ့ဆိုသူကမုတ်ကျွေးမယ်လို့ပြောပြီးတော့အကြောင်းသားလေးတွေကိုခေါ်လာတာခလေးတွေကလည်းပါလာတာပေါ့နော်အဲ့နဲ့ဒီလက်ရောက်လေးရောက်ပေါ့အာသူကမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောလို့ပြောခလေးတွေကပြန်သွားတာပေါ့နော်အဲ့နောက်ခလေးအဲ့ကောင်မလေးတစ်ယောက်ရဲ့အမဆိုလို့ရှိရင်စိုက်ထဲဝင်လာတာဝင်လာပြီးတော့နေဘာလို့အဲ့လိုမျိုးလိုက်သွားတာလဲပေါ့ အကလေးလေးကိုစူတာသူ့အမဝင်လာပြီသူ့အမလားသူ့အန်တီလားတော့မသိဆူတာပေါ့နော်အဲ့လိုတွေတွေ့တဲ့လူကခေါ်ရင်မလိုက်ရဘူးလို့ပြောထားတယ်မဟုတ်ဘူးလားဆိုပြီးတော့ခေါ်ချပါလားအဲ့ဒါနဲ့ဟိုအဲ့စားနေတဲ့အီမိုအန်တီယာပေါ့နော်အဲခလေးတွေခေါ်လာတာနင်းနဲ့တီးလို့လားဆိုတီးဘူးလေတဲ့မတီးဘူးတဲ့ငါခေါ်လာတာလေအဲ့လိုပြောလဲပြောအဲ့နဲ့အဲ့စားနေတဲ့အန်တီယာနေဆူရှူလာပြီးတော့တိုးတိုးတိတ်ပေါ့နော်အာ စူးပေါ့ဘာမှမကြောက်နဲ့ပေါ့နော်ငါတို့နေပေးမယ်ပေါ့တထေးကိုတော့ဖုံးဆက်ပြီးခေါ်ထားပေါ့နော်တထေးရောက်လာမှငါတို့ပြန်မယ်ပေါ့ငါတို့ကလည်းပြန်ရတော့မှာပေါ့နင့်ကိုနင့်ကိုတနာလို့ပေါ့ဆိုပြီးတော့အာနဲ့စူးကလည်းတထေးကိုဖုံးဆက်တော့တထေးကလည်းအရေးထဲမှာအဆက်ဆေးမေးမြန်းနေရရမ်းထူနေသူစီစီတီဗီကကြည့်နေတယ်ပေါ့လူကောင်းမှာပေါ့သူတို့ကသာစီစီတီဗီကကြည့်နေပေမဲ့လူကောင်းဆိုပေမဲ့ဒီဘက်မှာစူးကကြတော့ဟိုကိုရိုင်းရင်ဆိုင်နေရတာလေတကယ်လို့တခုခုသာဖြစ်သွားလို့ရှိရင် စုပဲဆုံးရှုံးမှာ ပြီးရင်ဆုမဆုမိသားစုကပဲထိခိုက်မှာလေသူတို့ကတော့အနေတားကြီးဘာမှတော့ဖြစ်မှာမဟုတ်ဘူးတစ်ထင်းနေလာမရမယ်လာမရမယ်ငါဒီမှာဒီလိုဒီလိုပဲဧည့်သည်တွေကလည်းမကြိုက်ဘူးအဲ့လိုပြောတော့ဟုတ်ပြီဟုတ်ပြီတဲ့ငါထွက်လာမယ်ဆိုမရောက်လာဘူးတော်တော်နဲ့မရောက်လာဘူးနဲ့သူကဆိုင်ထဲမှာတချင်းတွေအော်ဆိုဆိုင်ထဲဝင်လာတဲ့လူတွေရန်နေလို့ပြဿနာတွေရှာတာပေါ့နော်အဲ့ဒါဆိုကကြကြော်တွေရတော့လေလေပတ်ပတ်ဆန်ရှင်းတော့ပတ်ဆန်ရှင်းမလားလို့ကြကြော်ကရပြီဆိုတော့လေလေ ။ဖက်ဆန်လည်းမရှင်းဘူး။အဲ့တိုင်းမိုးတော့ကြီးထိုင်နေပြီးတော့လေ။စကားတွေပြောပြီးထွက်သွားပြန်တာပဲ။အဲ့ဆိုအန်တီအဲ့စားနေတဲ့အန်တီတွေကသူ့ဘောတော့မကြောက်နဲ့ပေါ့။သူတို့ရှိတယ်ပေါ့။တထေးလာရင်ပြောပေးမယ်ပေါ့ဆိုပြီးတော့တော်တော်ကြီးကြမှာတထေးကရောက်လာတာ။တထေးရောက်လာတော့လေတထေးကကြကြော်နေရတဲ့နေမာနာကလာနေဆိုဟုတ်တယ်တဲ့။အဲ့ဒါဆိုလို့ရှိရင်လည်းပက်ဆန်ရှင်းရမယ်တဲ့ဆိုလို့ဆိုဟိုဟာဘာလဲဝိလေချောင်ဘက်တီလုံးအာနဲ့ဘာလဲတဲ့ငါပက်ဆန်မရှိဘူးထင်လို့လာတယ်။ပက်ဆန်ကြီးအများကြီးပါတယ်ဆိုသူ့အိတ်ထဲကနေထုတ်ပြလိုက်တော့မှ အာပတ်စံနေအများကြီးပဲပါလာရပေါ့နော်အဲ့ဒါနဲ့ဟုတ်တယ်တယ်အဲ့ဆိုလို့ရှိရင်လည်းကြက်ကြော်ဖို့ပြီးခဲ့ဦးနဲ့ဆိုတတိယလည်းကြက်ကြော်ဖို့ယူထားလိုက်ကြအောင်လို့နော်ယူထားလိုက်ပြီးတော့နေအိမ်ကဘာမှလဲဆိုတော့လည်းမသိဘူးတဲ့မသိဘူးတဲ့အဲ့လိုတွေပြောပြီးတော့အဲ့ဒါနဲ့တတိယမှအဲ့ဒါဆိုရင်လဲတဲ့ငားတဲ့ဟိုရဲခေါ်ပေးမယ်ပေါ့နော်အဲ့လည်းအဲ့လိုပြောလည်းပြောရဲခေါ်စရာမလိုဘူးငါပြန်မယ်ရငါ့ကိုတက်စီနှားပေးတဲ့အဲ့ဒါအဲ့လိုပြောလည်းပြောတထေးမလည်းတက်စီတက်စီခေါ်ပေးတာပေါ့နော် ော်ပေးလိုက်တော့တစီရရောက်လာအောင်တစီရရောက်လိုက်ရမှာဘယ်ဟုတ်ပြန်မှလည်းလိမ့်စာပြောမှတစီသမားကပို့ပေးမှာပေါ့နော်အဲ့ဒါလည်းအဲ့လိုပြောလို့ပြောတစီသမားဦးလေးကဆိုင်ရှိကိုရောက်နေရောက်နေတော့တစီသမားကလည်းရောက်နေပြီးမလာတဲ့ခါကျတော့စိတ်တွေတူတာပေါ့နော်တစီဆိုင်ထဲဝင်လာပြီးတစီသမားဦးလေးကလည်းပြောတာပေါ့ပြောတဲ့ခါကျတော့မသိမှเนี่ยเนี่ยเราไปเนี่ยเดี๋ยวสิขอให้หน้าดูแล้วก็ขอไปท่าได้ตะสีก็ย่องหนีไปได้สุบยอ အဲ့ဒါလည်းပြောလို့ပြောအဲ့ဒါဆိုလေတဲ့ငါသွားမယ်ရေငါအိတ်ဒီလေတစီပုံလိုက်တင်ပေးတယ်အဲ့လိုပြောတော့တတိမကလည်းကြောက်ကြောက်နေသူရဲ့အိတ်ဒီကိုတတိမကလည်းအိတ်ကလည်းသုံးလုံးလောက်ပါလာတာဆိုတော့အဲ့အိတ်ဒီကိုတတိမကလည်းဟိုဂျိုင်းနဲ့ဂျိုင်းရနေပြီးတော့လေဘယ်တစ်ဖက်ညာဖက်လွယ်လွယ်ပြီးတော့တစီပုံသွားပို့ပေးတာတတိမကစီးရပို့ပြီးနေပြီသူကအဆိုင်ထဲကနေမထွက်သေးဘူးအပေါ်ကဝိုင်းချော့မော့ပြီးတော့တစီပုံတင်ပေးလိုက်တော့မှာ ြောင်းသွားတာအဲ့ဒါတသိသမားဥပြင်းတဲ့ဘာမှချပေးလည်းမသိဘူးသူလည်းဖယ်သွားလည်းလည်းမသိဘူးအဲ့လိုပြောကြတော့တောက်တယ်တောက်တယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီနိုင်ငံလာလို့ပြဒီမှာဆိုက်ကိုရီးယားတော့လေကိုတလုံးကတော့သတင်းထဲမှာပါလာသေးရဲ့လေဟိုပန်းချံမှာဒီတိုင်းမှာသူ့ဘက်သူသွားနေတဲ့လူကိုဓာတ်နဲ့ထိုးတက်လိုက်တာထိုးတက်လိုက်တော့တိတ်သွားတော့ရဲတွေကမေးတဲ့ခါကျတော့ဘာလို့လဲပေါ့အတိလားပေါ့ရန်ညိုးရန်စားရှိလို့လားဆိုမေးတဲ့ခါကျတော့တိဦးတဲ့တိလည်းမတိဘူးမြင်လည်းမမြင်ဘူးဒီတိုင်းတက်လိုက်တာလို့ ပြောတာလေအဲ့လိုသတင်းတွေရမယ်ဆိုတာဖတ်ထားတော့ကြောက်တယ်ဗာပဲဖြစ်ဖြစ်တခုခုဆိုရင်ကိုပဲကိုပဲဟိုအထက်ကမှာအားကြောင့်ပြန်ပြောရတဲ့တော့ဒီကနည်းနည်းတော့အနေရများတယ်ပေါ့နော်ကိုရီးယားမှာချိန်ပိုင်းလုပ်နေတဲ့အာခလေးတွေပေါ့အာမောင်လေးတွေညီမလေးတွေဆိုလို့ရှိရင်လည်းတယောက်ကနေဦးပဆိုင်နဲ့တတိထားပြီးတော့လုံးကြပါလို့ပြန်လာလို့ဆိုတာပြောပြတာအလုံးမဲ့တက်တာပါ